2021ရဲ့နေ့ကျွန်တော်တို့ကထိန်ပြီးတော့သင်ငန်းတွေဝတ်ပြီးတဲ့အချိန်မှာဥရဝေလာတော်မှရှိတဲ့ဒုက္ခရမြတ်စွာဘုရားရှင်ဒုက္ခရစရိယ6နှစ်တိုင်တိုင်ကျင်နေတဲ့နေရာကိုဒုက္ခဒုက္ခရစရိယတောင်ကိုတွားနေရဖြစ်ပါတယ်တဲ့ချင်တဲ့သူတဲ့မတဲ့ချင်တဲ့သူထန်းငါစီပါပဲ သမားတွေကတော့အများကြီးခုသားကျွန်တော်တို့ကတောင်ချီကိုရောက်ပြီပေါ့ခင်ဗျာ တောင်ပေါ်တက်ပါမယ်တောင်ပေါ်မတက်နိုင်တဲ့သူကတော့လမ်းမလျှောက်နိုင်တဲ့သူတို့တိတ်ဒူးမကောင်းတဲ့သူတို့ကတော့အထန်းကားပြီးတက်လို့ရပါတယ်အထန်းကားတော့300ပေးရတယ်ခင်ဗျာ300လား600လားပေးရတယ်ခင်ဗျာတယောက်ကိုတက်အစင်းပေါ့ဟိုတော့အစင်းနဲ့ဒီသူကစောင့်ပေးတာခင်ဗျာအဲတောင်ကတော့7မိနစ်15မိနစ်လောက်တော့တက်ရတယ်ခင်ဗျာ တောင်ပေါ်ကတော့ ျွန်တော်တို့ကတော့နားလိုက်တက်လိုက်နေပဲနည်းနည်းလေးတော့တောင်လေးကမတ်တယ်ခင်ဗျတောင်ပေါ်မှာလည်းမြောက်တွေရှိပါတယ်မြောက်တွေကမယိုင်ဘူးတအားကြီးတော့မယိုင်ဘူးခင်ဗျကျွန်တော်တို့ပုတ်ပါတောင်လောက်ကတော့မယိုင်ဘူးပုတ်ပါတောင်တွေကကောင်းနေရတော့နည်းနည်းဆိုးတယ်မြောက်လေးရလည်းချစ်စရာလေးတွေမြောက်စာကျွေးရှင်လည်းဟိုလမ်းတစ်လျှောက်မှာဈေးတယ်လေးတွေရောက်ပါတယ်ခင်ဗျတောင်ပေါ်မှာလည်းမြောက်စာရောက်ပါတယ် ဒါကျွန်တော်တို့တောင်ပေါ်ရောက်သွားပါပြီတောင်ကြီးကတော့အမြင်ကြီးပါဒီဘက်ကဂူလေးပါခင်ဗျာဒီဘက်ချမ်းကတော့ရိုးရိုးကြောက်ကူနည်းနည်းတော့သူကကျဲပါတယ် ဒီနေရာကတော့မြတ်စွာဘုရားရှင်ဒုက္ခဒုက္ခရစရိယကျင့်ခဲ့တဲ့ဂူလေးဖြစ်ပါတယ်ခမညာကြောက်ဂူလေးပါအထဲမှာတော့နည်းနည်းပူပါတယ်ခမညာမိမိတို့ရဲ့ပြန်ပန်းမှန်းမှုတွေရှိတာပဲရင်တော့မှ ဒီနေရာကိုရောက်တဲ့အခါမှာဘုရားရှင်တို့ကိုယ်တော်ကြီးတို့ကဆရာကြီးတို့ပြန်လေးပြီးတော့ဟောမိပြီးတော့စင်ကြင်တုံးတန်းတန်းကိုကြွေရမယ်ဒီလိုဆိုတာပါတရားပါဒီနေ့တော့တာမန်လူသားတို့ချင်းနေကြတော့အချင်းကိုဘုရားရှင်တို့ဆရာဘုရားမဖြစ်ဘူးအာမေပူဇာခံတယ်ဘုရားရှင်ရဲ့စရိတ်အင်းတာမန်လူသားတို့ချင်းနေကြတော့အချင်းကိုချင်းနေနေရာကို ုက္ခရစရိယတောင်းကိုကိုရင်းအဲ့တော့ဒီနေရာပဝင်းကျင်မှာရှိတဲ့တောအုပ်နာမည်ဆိုတော့ဥရုဝေလတောအုပ်ကိုပုံမြင်တယ်တောင်းနဲ့အတူတွဲပြီးတော့တောအုပ်ရှိတယ်အဲ့ဒီတောအုပ်ရဲ့နာမည်ကိုတော့ဥရုဝေလတောအုပ်လို့ခေါ်တယ်ဥရုဝေလဆိုတာဘာသာပြန်တဲ့ ကြီးစွာသောဝိလာလေအစုကိုနာမည်ရယ်။ဒေဝမြတ်အနက်ကြီးစွာတဲ့တရားကိုဒီနေ့မှာပြောပြရစေ။ဥရဝိလာလို့ခေါ်တဲ့ပါဠိစကားရဲ့ဘာသာပြန်တဲ့ဒေဝမြတ်။ဒေဝမြတ်ရှိတဲ့နေရာဒီနေရာ